ကျွန်တော်ယခုဖတ်ပြပေးမှာကတော့ဆရာမင်းဝင်ဟင်ရေးသားသောနွေလေနေမွန်တဲ့တဲ့ဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်ခင်ဗျာနွေလေနေမွန်တဲ့တဲ့နွေနေလေခင်တစ်ခုတည်အပူငွေ့တရှိန်ရှိန်ဖြင့်ချစ်ချစ်တောင်းနေသည်ရွာကလေးခြံဝိုင်းတဝိုင်းထဲတွင်အပင်တို့အမဲဆုံရှိနေ၏တပင်နှင့်တပင်ပင်ကြီးချင်းဆက်နေလောက်အောင်ပြုတ်သိမ့်နေတော်ညာနွေနေပူပူကိုအံမတုနိုင်ရှာကြား တနေ့တစ်ကြိမ်အရွက်ဟောင်းခြွေချတက်ကြသည်ကိုကိုပင်တို့ဤဆယ်ပြားစီတာတာအရွက်ကလေးများမှလည်းနှွေးနေပူပူအောက်တွင် ရိုးရံမှတချို့မြေပြင်မှတချို့မိုးကလေးတပြိုင်လောက်ဖြန်းစွန့်လေမှအရွက်နှုတ်ထွက်လာတတ်ကြသည့်မကြီးပင်တို့မှနေပူကျဲကျဲအောက်တွင် ရိုးရံပြိုင်ပြိုင်ရှိနေပုံကအထီးကျန်ပင်ဆန်လွန်းလာသည်ဟေးဒီနေ့တို့ဘာတန်းကစားကြမလဲဟေ့ကိုကိုချိတ်ချိတ်တန်းကစားကြမလား ဘောလုံးပေါက်တန်းကစားကြမလားဟင်ဟင်ငါကထုံးစီထိုးတာကစားကျင်တာကလေးတတိုက်အတန်တို့အဆူညာစွာထွက်လာ၏ကလေးတို့ဤထုံးစံတယောက်အစိုးတင်သွင်းသည့်ကစားနည်းကိုနောက်ထပ်တယောက်ကနောက်ကစားနည်းတစ်ခုအမည်ဖြင့်ထပ်မံအစိုးတင်သွင်းကာပထမကစားနည်းကိုပယ်ချ၏ဟင်ဟင်ဟေ့အေးစသောအတန်တို့ဆူညာစွာထွက်လာကြပြန်သည်ဘူကြားတနက်ရွေးကကစားနည်းတစ်ခုစတင်ကစားတော်မူအချိန်အထိပင် ကလေးတို့တတိုက်သူတို့ကစားမိကစားနည်းတစ်ခုကိုအတီမပြုတ်နိုင်ကြသည်ကလေးတအုပ်မှတိတ်မများလားအရွယ်အားဖြင့်လဲတိတ်တော့မစုံလှစိမ်မန်းနီနီတို့ပွင့်အာမိတန်တန်ဖြင့်အဖူးအညွန့်တို့အပြုတ်လိုက်အခိုင်လိုက်ရှိနေသည့်စိမ်မန်းနီပင်အောက်မှဝါးကလထိုင်တစ်ခုဖြင့်ထိုင်နေသည့်သူကကလေးတအုပ်ကိုလှမ်း၍အကဲခတ်၏ကလေးတအုပ်တွင်6နှစ်အရွယ်9နှစ်အရွယ်ဤသာများ၏စုစုပေါင်း6ယောက်ရှိ၏ ်မိန်းကလေး၄ယောက်ယောက်ျားလေး၂ယောက်သူကကလေးတအုပ်ကိုတည်တည်ချာချာမသိလားကလေးတအုပ်ကလည်းသူ့ကိုတော့တည်ချာသိလာသည်မဟုတ်သူကကလေးတအုပ်ထဲမှာရှိနေသည့်ဒီချန်ထဲကအိမ်မှာနေသောသူ့တူမလေးမနှင်းဆက်မှလွဲ၍ကြံသည့်ကလေးများအားရွာထဲမှမိသူမိဘဤကလေးတွေမှမသိဒီရွာကလေးကိုသူအယောက်အပေါက်နဲလွန်လာသည်ရွာကလေးမှာသူက6တန်းအထိသာကျောင်းနေဘူးပြီး6တန်းအောင်ကလေးက ူကရန်ကုန်ကဗာကြီးတွေရှိရာចောင်းသွားနေရင်ဆယ်တန်းအောင်ရေချောင်းတိတ်ပံဆက်တက်ဒီလိုနဲ့သူကတင်မောသားလုံးလုံးဖြစ်နေခဲ့ဒီမှာပင်ကြာလရှိပြီသူအသက်ပင်28နှစ်တည်းရောက်နေပြီတင်မောပင်အခောက်ခောက်အခါခါလိုက်ဖူးခဲ့ပြီဆယ်တန်းမပြေးခင်အထိဒီဘာကလေးကို သူတစ်နှစ်တစ်ခေါက်ရောက်ဤဆယ်တန်းပြီးသည့်နောက်ပိုင်းတွင် ရေချောင်းတိတ်ပံတက်ရင်တင်မောသားတယောက်ဖြစ်ဖို့လိုအပ်သည့်တင်တန်းပေါင်းများစွာတက်ရင် နောက်ဆုံးသင်းမောပေါ်ရောက်ရင်းရွာကလေးသည်သူနှင့်စိမ့်စိမ့်ပြက်ပြက်ဖြစ်ခဲ့၏တစ်နှစ်တစ်ခေါက်မှသည်နှစ်နှစ်တစ်ခေါက်ဒီလိုနှင့်သုံးနှစ်တစ်ခေါက်ဖြစ်လာခဲ့သည်ထို့ကြောင့်ရွာကလေးမှ နောက်ပေါက်ကလေးငယ်များကိုသူမသိတော့သူသည်ပင်ဒီရွာကလေး၏ဧည့်သည်တစ်ယောက်ဖြစ်နေခဲ့ပြီဒီနှစ်တော့တကြံနာနီးຫນွေရက်မှာသင်းမောပေါ်ကသူဆင်းပြေရင်အားနေသည့်အချိန်အခိုက်အတန့်ကြာရန်ကုန်တွင်ကိုရှောင်ရင်းတင်းရင်းဖြင့်ဒီတွင်မှာဒီရွာကလေးကိုသူရောက်ခဲ့ပြီး ဒီရွာကလေးဤဒီခြံဝင်းတိုင်းထဲမှာသူ့အဖေရှိ၏အိမ်တော်မကြသည့်သူ့အမအဖျိုးကြီးတယောက်ရှိ၏သူ့အကိုမိသားစုရှိ၏ကလေးများထဲမှမနှင်းဆက်ပါသူ့အကိုဤသမီးဖြစ်၏ဟဲ့ငါကဒီမှာရှစ်ကြနေတာကိုညီးကဖဲကိုရိုက်တော့ညီးကဘူးမဖြစ်ပဲကိုဖြစ်သွားတာပေါ့အေးညီးကညစ်တယ်ညီးကိုပတ်စံမရောဘူးမနှင်းဆက်အတန်စာစာလေးကိုကြားရ၏အရွက်ကျဲပါနေသည့်စိမ်းမန်းမယ်အောက်ကနေ မလမကန်းမှာရှိသည့်ငပြောတော်လေးသို့သွားမိဟန်ဖြင့်သူကဝါကလထိုင်ကိုမာရင်ကလေးတွေဘက်ကိုအမတ်မထင်အာယုံရောက်၏နေပြောက်တို့ဟိုတကွက်ဒီတကွက်ကွက်ကြားထနေသည့်ကုတ်ကူပင်၏အရေးအောက်တွင်ထိုင်စရာအခင်းတစ်ခုခင်းရင်ကလေးတို့ဖဲရိုက်တန်းကစားနေကြသည်ဖဲတို့မှာအနှဲငယ်ဟောင်းနေပြီဖြစ်တော်လဲလူကြီးတွေကစားသည့်ဖဲတို့အစစ်ဖြစ်သည်ကလေးတို့ပြောသည့်ပတ်စံဆိုသည်မှာတော့လေတိုက်တိုင်းတလွင်လွင်ဝဲပြန်ကြလာသည့် ကုတ်ကိုရွက်ကြောင်များတာဖြစ်သည်ကလေးဆိုတာလူကြီးတွေကိုပါပါပဲခစ်တခစ်ရဲ့ပုံရိပ်ပါပဲအဲ့ဒီကလေးမိဘတွေဘာလုပ်နေလဲအဲ့ဒီခစ်တခစ်ဘာဖြစ်နေလဲဆိုတာကိုအလွယ်တကူသိကျင်ရင်ဘဲမှရှောက်ကြည့်မနေနဲ့ကလေးတွေဘလို့ကစားနည်းမျိုးကစားနေတယ်လဲတာကြည့်လိုက်အဖြေကရှင်းရှင်းလေးအမေမဆုံးခင်က ပြောခဲ့ဘူးဒီစကားတနည်းအားဖြင့်သူငယ်ငယ်ကရွာမှာရှိနေစဉ်သူတို့ကစားသည့်ကစားနည်းကိုကြည့်ရင် အမေနှုတ်မှရေရွတ်နေသည့်စကားသံတို့ကို သူ့အာယုံကပြန်ကြား၏ကလေးတွေကိုသူစိတ်ဝင်စားသွားသည်ကလေးတို့သည် အမှန်တကယ်ဖဲရိုက်တတ်ကြသည်တော့မဟုတ်သို့သောဖဲချက်လေးတို့သည် ကလေးတို့လက်ထဲ၌ဖြောင်းကနေဖြောင်းကနေမြည်အောင်ပင် ကလေးတို့ကအထာကြကြရိုက်နေကြသေးသည်ကလေးတစ်ယောက်မှာဖဲချက်များကိုတဝက်စီခွဲကင်ကဖလက်ဖလက်နှင့်တစ်ဖြက်ဖြက်မြည်အောင်ပင် ကလပန်းထိုးနေသေးတော့သည် တူမလေးမနှင်းဆက်ကိုကြည့်ကသူပြုံးလိုက်သည် သူအကိုကိုတွေ့လျင် အမေပြောခဲ့ဝူသည့်စကားတချို့ကိုတက်တည်ပြုကမင်းရဲ့သမီးတော့ဖဲသမားလေးဖြစ်နေပြီဟုရရဲ့မောမောသတိပေးပြအောင်မည်စင်စစ်ကလေးတို့သည်ကလေးသာဖြစ်သည်ပဝင်းကျင်မှမြင်တွေ့ကြားသည့်တမယသည်ကလေးတို့အတွက် ကလေးတို့မသိစိတ်မှ အစင်မပြတ်တင်ယူနေသည့်တပြန့်တပြောတင်ကန်းစာများသာဖြစ်သည် ကလေးတအုပ်ထဲမှ ကလေးတယောက်၏မျက်နှာကိုအမတ်မထင်ကြည့်မိတော့ရင်းရင်းနှီးနှီးမျက်နှာတစ်ခုဖြစ်နေသည်။ကြံသည့်ကလေးများကိုမူသူမသိထိုအချိန်သူထိုင်နေရာအပင်ရိပ်စီသို့ အမကကော်ဖီတစ်ခွက်လက်ဖတ်တုပ်တစ်ပွဲလာချ၏။သူစိတ်ထဲတည်တလို့လို့ရှိနေသည့်မျက်နှာပိုင်ရှင်ကလေးကိုလက်ညှိုးထိုးကာဘသူတမီလဲဟုအမအာမေတော့ဟဲ့အဲ့ဒါနင်းနဲ့ငငယ်ကစော့ပေါ်စော့ပဲကြည်ပြတမီလေဟု အမကပြော၏။ အမအပြောအောက်တွင်သူ့စိတ်ထဲတရရိပ်ပြန်မှတ်မိလာသော ကြည်ပြပုံရိပ်တို့ကို အမိအယပြန်လဲဖမ်းဆုပ်ရင်းဟေးဟုတ်လားအခုကြည်ပြကဘာတွေလုပ်နေလဲဟုသူကမေးစဉ်အမကကလေးတအုပ်ဘတ်သို့အကြည့်ရွှေ့၏ပြီးမှကြည်ပြကသူ့ယောက်ျားနဲ့ကွဲနေတာကြာပြီရွာတောင်ပိုင်းမှာပဲနေတာအိမ်ကမနှင်းစံနဲ့သူ့သမီးကအရွယ်တူဆိုတော့နေ့လေနေခင်းအချိန်ဒီလိုပဲအရေးရှိတဲ့ငါတို့ channel လာကစားနေကြတာပဲ။ ဘာတွေလုပ်နေလဲဆိုတော့အေးငါလဲတိတ်တော့မပြောတတ်ဘူးပြောင်းလဲလာတဲ့ခင်းနဲ့အညီလုပ်နေတဲ့အလုပ်ပေါ့ဟဲ့ကြည်ပြာကရွာမှာတော့တိတ်မရှိဘူးဟဲ့သူ့အလုပ်ကအားရှိရန်ကုန်မှာတက်နေရတာဘာအလုပ်လဲဟုသူထက်၍မေကွန်းထုတ်မြည်ပြုစဉ်အမကသူ့အနားမှာမရှိတော့သူ့အာယုံထဲမှာကြည်ပြာကဖက်ခနဲရောက်ဤကြည်ပြာနဲ့အတူ သူငငယ်ကရွာမှာကစားနေကြကစားဘော်တို့ကအာယုံထဲဝင်လာကြပြီ။ ယူယူဝဲပါဤအေးမဲပါဤစန္နာချိုပါဤမျိုးထက်ပါဤသူဆက်၍စဉ်းစားနေเสียရမလို့ပဲငယ်ဘဝပုံရိပ်သည်အာယုံမှာတကန့်စီပေါ်၏ဟေးကောင်ဘရောက်ရွက်တွေနဲ့ဒီလောက်ရိုက်နေတာမင်းတို့တီတော့လေဟေးကောင်အေးမင်းတီတော့လေကွာဘရောက်ခတ်တွေကိုလက်မဆုကရင်မျက်နှာလွဲကအေးမင်းကိုတဘုံဘုံတဖြားဖြားရိုက်ရင် သူကပြောပေမဲ့အေးမင်းကတေးပြီးဆိုကအရှုံးပေးမိပုံတစ်စက်မှမပေါ်သူရိုက်ကိုရိုက်ဖြင့် သူနှင့်အေးမင်းလုံထွေးတပ်ပုတ်နေကြစဉ်ရွှေ့ရွှေ့ရွှေ့ဆိုသည့်ဗဇက်မအတန်နှင့်အတူကြည်ပြာကသူတို့အနားရောက်လာ၏ဟဲ့နင်တို့ညအောင်လုံးတေးပြီတေးကြလေတေးကြလေဟုပင်ဗဇက်ကဟောပြောနေသည်လက်ကလည်း6လက်မလောက်ရှိသည့်ဗရောက်ကိုင်းကလေးတွေကိုကင်ထားလိုက်သေးသည်နေဦးကြည်ပြာဘာတော်ရွှေ့ရွှေ့ကဟဲ့ရွှေ့ရွှေ့ရွှေ့ဆိုတာဂျင်ကလေးနဲ့နင်တို့ကိုပြစ်နေတာလေဗရောက်ရွဲ့နဲ့ရိုက်လို့မသေးဘူးဂျင်ကလေးနဲ့ပြစ်မှသေးတာငါအဖေပြောတာ ငါတို့မမွေးခင်ကလူတွေအများကြီးတည်တဲ့အရေးခဲမှာအဲ့ဒီလိုပဲဂျင်ကလေးတွေနဲ့တရွှေ့ရွှေ့ပြစ်ကြတာတဲ့မတည်တဲ့လူတွေကိုလည်းဂွေကနေဂွေကနေခေါင်းဖြတ်တာတဲ့ခေါင်းဖြတ်တာတောင်မှဓာတ်တက်တဲ့ရွှန်းကလေးရွှန်းကလေးဖြစ်တာတဲ့ဟဲ့ဟဲ့ဒီကလေးတွေဘလူကစားနည်းတွေကစားနေကြပြန်တာတော့မနက်ကပဲအိမ်ရှိမှာရှုပ်ရုပ်တွေနဲ့စစ်တိုက်တန်းကစားနေကြပြီလို့အော်ထုတ်ပြီးပြီအခုလဲဘာတွေခေါင်းဖြတ်နေကြပြန်တာလဲနမိတ်မရှိနမမရှိတွေဟဲ့ဒုက္ခပါပဲ တခြားနီးနဲ့ဝေးဝေးမှသွားကစားကြစမ်းပါဟဲ့သူတို့ပြောကြသည့်စကားကို အမေကကြားရင် သူတို့ကို အော်ထုတ်တော့ကစားနီးပြက်ရပြန်၏အမေကတော့ခစ်တွေနမိတ်တွေတို့တို့ရေရိုးရဲနောက်မှကြံခဲ့ပြီကြီးပြာယူယူဝင်စန္နာချိုတို့ကမိန်းကလေးများပြပြအငိမ့်ကာတန်းကစားကြမည်ဟုဆိုကာသူတို့ခြံထဲသို့ကစားဖို့လာကြစဉ်ခေါင်းဆောင်အဖြစ်စောင်းလာကြသည့်ပစိုးတွေကိုဇပင်အဖြစ်ခေါင်းမှဆုချီလိုက်ကြပြီအဲ့ဒီတော့ သူရဲ့အင်းမင်းရဲ့မျိုးထက်ရဲ့လဲထုံးစံအတိုင်းထလက်ချောက်တွေတွပြားစာတွေကိုရှာရပြီရှာလို့ရသည့်ထလက်ချောက်တွေတွပြားစာကလေးတွေကယူယူဝင်းတို့အငိမ့်ကစဉ်သူတို့ကသည့်အကတို့မြိုင်ဆိုင်အောင်စိုင်းအဖြစ်တပြန်းပြန်းတကြမ်းကြမ်းတီးပေးကြရအောင်မည်လေရွာမှာရှိနေသည့်ကလေးကအ ਨੇ စုမှုကစားနီးမှာမိန်းကလေးယောက်ျားလေးအမျိုးအစားခွဲခြားထား၍မရသူတို့ဘောလုံးကန်ကြလျင်ကြီးပြားတို့ယူယူဝင်းတို့ကလိုက်ကန်ကြသလို့ မိန်းကလေးများထုတ်စည်းတူရန်ဖန်ခုံတန်းကစားကြလေလေသူတို့ကပါရသည်ပင်ထိုးစဉ်အခါကြည်ပြာတို့ယွယွဝင်းတို့ဝှက်ထားကြသည့်စကားများသည်လေသူတို့ယောက်ျားလေးတွေခေါင်းမော်ဝဲကနေဝဲကနေတော်ပြီဟာငိမ့်ကာရံမကစားတော့ဘူးယွယွဝင်းနင်ကတော့ကျင်ရုပ်တယ်အငိမ့်တန်းကစားရင်နင်းကြီးပဲခေါင်းဆောင်မင်းသမီးလှုပ်ချင်တယ်နင်းကြီးကနေတာပဲငါတို့မှနင်ကားကိုတက်ကြီးကြီးတက်ကြီးကြီးအော်ပေးနေရတာပါဇက်ညောင်းတယ်တော်ပြီတော်ပြီလူကြီးတွေလက်မှာဂျင်ကလေးပြက်တန်းခေါင်းပြက်တန်းပဲပြန်ကစားတော့မယ် ကြည်ပြာကရခင်နီးတူခတ်ဆွာဆွာဖြင့်ကစားနီးကိုတိတ်မိပြူ၏။ခေါင်း၌ဇပင်အဖြစ်စီးတောင်ထားသောပစိုးစာကိုစောင့်၍စောင့်၍ဆွဲဖြုတ်၏။ရိုးရိုးဝင်းနှင့်ဆန္ဒချိုတို့လည်းပွားစီပွားစီဖြင့်အငိတ်ကချင်းကိုရက်လိုက်ရသလိုယောက်ျားလေးတွေဖြစ်သည့်သူတို့လည်းတကြမ်းကြမ်းတကြောင်းကြောင်းတီးနေရမှအတီးရက်လိုက်ရပြီ။ငယ်စဉ်ကသူတို့တငယ်ချင်းတစုကစားကြလျင်အမြဲတမ်းစိတ်ဆိုးကကစားပွဲကိုဥစွာတင်းပြစ်တတ်သည့် ခက်ကြမ်းကြမ်းခက်ရမ်းရမ်းကစားနည်းများကိုသာနှစ်သက်လေးရှိသည့်ကြီးပြ။သူရန်ကုန်မှာကျောင်းတက်ရသည့်အချိန်မှစ၍ဒီနေ့အထိလဲကြားမှာနှစ်ကြိမ်လားသုံးကြိမ်လားရွာလေလမ်းမှာဖြတ်သွားဖြက်လာစုံမိသည်မှလွဲ၍ကြည်ပြအကြောင်းကသူ့အတွက်အစိမ့်သက်သက်ဖြစ်နေခဲ့သည်။ယခုကြည်ပြ၏တမီးလေးပင်ဒီအရွယ်ရောက်နေပြီ။အိမ်တော်ကွဲသွားပြီဟုလဲအမကပြောသေးသည်။ငယ်စဉ်ကကစားဖို့တယောက်၏အကြောင်းက ယခုမှပင်သူ့အာယုံ၌တဖန်ပြန်ဆိုင်ဝင်၏ကြည်ပြသမီးလေးဆိုသူကိုသူလှမ်းကြည့်လိုက်သည်ကြည်ပြသမီးလေးသည်အချားကလေးတို့နှင့်ရောနှောကစားနေလျက်မြဝန်းနက်နက်လေးတို့သည်ကြည်ပြငငယ်ကအတိုင်းဇပင်တို့သည်မဲနက်ဖြောင်းစင်းလျက်သူ့အတွေးတို့ကစင်ကလျားရှည်လျားနေချိန်အတွင်ကလေးတွေလည်းကစားနေပြောင်းကုန်ကြပြီထင်၏စောစောကလိုဖြာချမ်းတစ်ချက်ပေါ်တွင်ထိုင်ကဖဲရိုက်တန်းကစားနေမဟုတ်ကြတော့ သူထိုင်နေရငါပြောပင် အရေးအောက်မှသည် သူ့အာယုံကို ကလေးတို့စီတို့တိတိတသာပို့ထားလိုက်သည်ကလေးတို့သည်စောစောကလိုထိုင်မနေကြတော့ကလေး6ယောက်အနက်ယောက်ျားလေး2ယောက်မှလွဲ၍မိန်းကလေး4ယောက်ဤခေါင်းပေါ်တွင်ဘဲအချိန်ကလေးကရောက်နေသည်မသိသောနေညိုယောင်ဗေဒာမြစ်ချောက်ရှေမျောမျောရှုပ်ပွားပွားတို့ကနေရာယူထားသည်ဇပင်အဖြစ်ကလေးတို့အသုံးပြုထားခြင်းဖြစ်လိမ့်မည်ကြည်ပြသမီးလေး ဖြစ်သည့်ကလေးက ဗေဒာမြစ်ချောက်ပေါ်တွင်ကြက်မောက်ပန်းအနီရဲရဲတပွင့်ကိုပန်ထားသေးသည်လှုပ်လှုပ်ရွရွရှိနေကြသည့်ကလေးတို့ကိုကြည်ရင်ကလေးတို့ဘလိုကစားနည်းမျိုးကိုကစားနေကြသလဲဟုသူသိကျင်လာသည်ကလေးတို့နှင့်နီးရသို့မရောမလဲရွှေ့သည် ကလေးတို့သည်ဝယုံပင်အရိတ်တွင်ကြဲကြဲပြန့်ပြန့်နေရယူလျက်တယောက်ကိုတယောက်ဘာစကားပြောနေသည်မသိတော့လဲကြည်စဲဟန်ဖြင့်တပြားများထူရိုက်လျက်ကြည်ပြသမီးလေးက အချားကလေးတယောက်ကိုမျက်စောင်းလေးဝင့်ကဝင့်ကဖြင့်စကားဆိုလျက်ကလေးတို့အနည်းသို့ သူတိုးသည်ထက်တိုးလိုက်သည်သူ့အာယုံနှင့်သူရှိနေသည့်ကလေးတို့သည် သူ့အားဂရုမထားကြမောင်လေးကအင်တာနက်မှာညကစကားပြောထားတဲ့တယောက်မို့လားဟေးဟေးဟေးဈေးကတော့အင်တာနက်မှာပြောထားပြီးတဲ့အတိုင်းတပြားမှမလျှော့နိုင်ဘူးလေကွယ်ဒီဈေးနဲ့တောင်မမမှာဖောက်တယ်ပြီးအပြည့်အစုံတော့မောင်လေးလည်းသိနေတာပဲဥစ္စာဟိဟီ ြည်ပြသမီးလေးပြောလိုက်သည့်စကားကသူ့အာယုံကို ပြင်းပြင်းထန်ထန်ဝန်ဆောင်၏ခေါင်းတစ်ခါကသပင်တရမ်းရမ်းဖြင့်အထက်ပါစကားကိုဆက်ခါဆက်ခါပြောနေသည့်ကြည်ပြသမီးလေးကို သူဆက်ပြီးမကြည့်နိုင်တော့တချိန်ကအမေပြောမှုသည့်ကလေးဆိုတာခေရဲ့ပုံရိပ်မိဘတွေရဲ့ကိုပွားဆိုသည့်အတံကိုပြန်ကြားရောင်မိသည်ငငယ်တော့ကကစားပေါ်ကြည်ပြကို ဖြတ်ခနဲအလန့်တကြားပြင်းမြင်မိသည် ကလေးတို့ကစားရာစီမှခက်လန်းလန်းနေရာသို့သူခွာခဲ့သည်ကလေးတို့သည်ကစားမြဲကစားနေစေຫນွေလည်းနှစ်တစ်နှစ်သည် ပူမြဲပူနေစေမင်းဝေဟင်ဇန်နဝါရီလ2019ခုနှစ်ရွှေအမြုတီမဂ္ဂဇင်းလိုအပ်ချက်များကိုတိခံပြီးနားဆင်ပေးကြသောညီကောင်မောင်နှမများအားလုံးအားလုံးဘေးကင်းရန်ကွာရှိကြပါစေ။